မော်ပြည်နယ်မှာမိုးရေစေဝါတုံးဆွဲမှုကြောင့်ဖမ်းဆီးခံရတဲ့လူငယ်တွေကိုစစ်ကောင်စီကစစ်မှုထမ်းတန်းတန်းကျောင်းတွေထံချက်ချင်းပို့ဆောင်တာတွေရှိနေတယ်လို့စစ်ကောင်စီနဲ့ဒီဆက်သူတွေကတက်လွင်တိုင်းကိုပြောပါရီစစ်ကောင်စီရတက်ဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာလူငယ်တွေကိုမိုးရေစေဝါတရင်အရာရှာဖွေဖမ်းဆီးတာတွေရှိတယ်လို့လူစီကားရနေရာတွေမှာပိတ်ဆို့စစ်ဆေးပြီးရနောက်မိုးရေစေဝါတွေ့ရှိတဲ့လူငယ်တွေကိုစစ်မှုထမ်းတန်းတန်းကျောင်းတွေထံပို့ဆောင်နေတာပါ အရင်ကမိုးရေစေဝါတွေ့ရှိလို့ဖန်ဆီးခံရတဲ့လူငယ်တွေကိုတော့မိုးရေပုံမှတမျိုးမျိုးနဲ့အမှုဖွင့်ရေးယူတာတွေလှုပ်ဆောင်ခဲ့ရတာကနေလက်ရှိမှာတော့စစ်မှုရန်တနန်းအတွက်လူလိုအပ်ချက်အရာစစ်မှုရန်တနန်းတွေထံပို့ဆောင်နေတာဖြစ်ပါတယ်။အမည်မဖော်လိုတဲ့ဒေသခံလူငယ်တူကတော့မိုးရေစေဝါတုံးဆွဲတဲ့လူငယ်တွေဟာနဂိုကလေးကစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိတဲ့အတွက်စစ်မှုရန်နဲ့ထဲတာကြောင့်နောက်ဆက်တွဲဆိုးကျိုးကိုပြည်သူတွေပဲခံစားရမှာဖြစ်တယ်လို့ဒီစနစ်ဆိုးကြီးထဲမှာလူငယ်တွေရဲ့အနာဂတ်ဟာလုံးဝပျောက်ဆုံးနေတယ်လို့ပြောပါတယ်။ ဲဆိုင်ဆိုင်ပိုင်းဆိုင်ရာကြံခံမှုရှိတယ်ဆက်ထည့်တာဘူးလို့ဆိုရတဲ့နောက်နောက်ဆက်တဲ့သူကြီးတွေအားလုံးပြည်သူတွေပဲခံစားရတယ်ခက်ပြည့်ကြီးတယ်မှာဆိုတော့ခက်နေသူကြီးအများဆုံးလုံးမြောက်မလုံးနိုင်ဘူးတော့ဒီထက်တခြားအကြောင်းအရာတွေလည်းအများကြီးထပ်ပေါ်လာနိုင်ဒီခက်နေသူကြီးတွေမှာလည်းပတ်နေတယ်ဘယ်လိုမျိုးပဲဖြစ်နေအောင်လုပ်မယ်ဒီစီဝါပြန်နေဒီမှာလုံးမြောက်နေတော့ဘာမှမလုံးနိုင်တော့မဟုတ်ဘူးပညာသင်ဖို့အခွင့်အလမ်းရှိတဲ့လူတွေရတယ်ပညာကောင်းမှုပင်ကြရမှာမဟုတ်ဘူး ်အဲဒီငယ်ပဲဒီလူငယ်ရဲ့နာရက်ကဒီနှစ်စုကြီးတွေမှာအများပျောက်ဆုံးတာပြင်အရင်ကမွေးဆေးဝါးသုံးဆွဲတဲ့လူငယ်တွေအနေနဲ့မွေးဆေးဝါးဖျက်လိုပါကပြန်လဲထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်ပေးတာရှိခဲ့ပြီးအခုလိုစစ်ကောင်စီကစစ်ထဲအတင်းထိုးသွင်းတာဟာလူငယ်တွေကိုသူတို့ကြိုးစည်းပွားအတွက်အသုံးချတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။မွန်ပြည်ကာကွယ်တပ် MSDF ပြောခွင့်ရဒေါက်တာသီရိမွန်ချန်းကတော့မွေးဆေးဝါးသုံးဆွဲတဲ့လူငယ်တွေကိုစစ်မှုထမ်းတင်နန်းပို့တာဟာ တသားတဲ့စူဆောင်းရာမှာအခက်ခဲအကြီးအကျယ်ကြုံတွေ့နေရတာကိုပြတာတာဖြစ်တယ်လို့သူတို့ရဲ့စစ်တပ်အင်အားဖြည့်ဆည်းနိုင်ဖို့ကြိုးပမ်းမှုလို့ဝေဖန်ပါတယ်။လက်ရှိမွန်ပြည်နယ်အတွင်းကမူရစ်စေဝါသုံးဆွဲတဲ့လူငယ်တွေကိုစစ်ကောင်စီကစစ်မှုထမ်းတင်တန်းတန်းပို့နေရတာကစစ်ကောင်စီမှတိုက်ရင်အားပြတ်တော့နေပြီးတသားတဲ့စူဆောင်းရေးမှလည်း ဟိုအခက်အခဲအကြီးအကျယ်ကြုံတွေ့နေရတာကိုဟိုထင်ထင်ရှားရှားဟိုပြသနေတာပါမူရစ်ဆွေဘာတုံးဆွဲတဲ့လူငယ်တွေကာယညာနဲ့ဖူဖြိုးမှုမရှိတဲ့လူငယ်တွေကိုအကြီးအကျယ်လိုအပ်ပြတ်တော့နေတဲ့သူ့ရဲ့စစ်တပ်အင်အားကို ဖြစ်စေနိုင်ဖို့ဟိုစစ်တင်တန်းစီတန်းဖို့နေရတယ်လို့ဟိုတုံးတတ်ရမှာပါလက်ရှိနိုင်ငံနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာဆစ်ရှုံးနေတဲ့စစ်ကောင်စီဟာ စစ်အင်အားလိုအပ်ချက်အရလူငယ်တွေကိုနှီးမျိုးမျိုးနဲ့ဖမ်းဆီးပြီးအတင်းအဓမ္မစစ်သားစုဆောင်းနေတာကြောင့်လူငယ်တွေအနေနဲ့သတိထားသွားလာကြဖို့သူကတိုက်တွန်းပါတယ်။တစ်ဖက်မှာစစ်ကောင်စီကတော့မွေးစေဝါတွေကိုသူတို့လက်အောက်ခံသတင်းပေးတွေကတဆင့်လူငယ်တွေကြားထဲဖြန့်ဝေခိုင်းတာရှိတယ်လို့လူငယ်တွေကိုမွေးစေဝါနဲ့မြားကထောင်ဖမ်းပြီးတပ်သားအစ်စုဆောင်းမှုတွေလည်းရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်။မော်ပြင်းနယ်မှာတော့စစ်ကောင်စီဟာစစ်မှုတန်းဥပဒေကိုအသက်သွင်းပြီးရနောက်လာစဉ်စစ်မှုတန်းတင်နန်းတွေပြီးနေခဲ့ပြီ ပြီးခဲ့တဲ့မတ်လ18ရက်နေ့ကလည်းစစ်မှုထမ်းတင်တဲ့အပတ်စဉ်17ကိုဖွင့်လှစ်ခဲ့တယ်လို့လက်ရှိမှာလည်းစစ်မှုထမ်းတင်တဲ့အပတ်စဉ်17အတွက်လူသစ်စုစားမှုတွေလှုပ်ဆောင်နေတာပါ။တာဝန်တိုင်းကပြုစုထားတဲ့ချက်လက်တွေအရမွန်ပြည်နယ်မှာစစ်ကောင်စီဖွင့်လှစ်ထားတဲ့စစ်မှုထမ်းတင်တဲ့အပတ်စဉ်17ကနေအပတ်စဉ်17အထိစစ်မှုထမ်းစစ်သားစုဆောင်ခံရသူ2000ကျော်အထိရှိလာပြီဖြစ်ပါတယ်။